အားလုံးပဲမင်္ဂလာပါမြို့သားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဝင်းကျော်ယုံပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ပါလက်ရှိအချိန်ကာလဟာမွေးပူရာကင်းမောင်းဆိုသလိုပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဟာအကြမ်းဖက်စစ်တပ်ရဲ့ဤမျိုးမျိုးနဲ့ဖြည်စည်းနှိပ်စက်မှုဒဏ်ကိုခံရကြနေမှာပဲဘလို့မှရှောင်လွဲလို့မရတဲ့သဘာဝဘေးဒဏ်ဖြစ်တဲ့ငလျင်ဒဏ်ကိုလည်းထပ်မံခံစားနေကြရတဲ့အချိန်ဖြစ်ပါတယ် ငလင်တန်းကြောင့်အသက်အိုးအိမ်စီးတဲ့ထိခိုက်ဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတွေနဲ့မိသားစုဝင်တွေအားလုံးနဲ့ထပ်တူစိတ်ထိခိုက်ကြေကွဲရသလိုပြည်သူမှပြည်သူတို့ဆိုတဲ့ဇကားအတိုင်းပြည်သူချင်းချင်းရိုင်းပင်းကူညီစောင့်ရှောက်ပေးနေကြတဲ့လူမှုအခြေပြုဖွဲ့စည်းတွေနဲ့ပြည်သူတူးချင်းတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ကြောင်းအလေးအနက်ထားပြောကြားလိုပါတယ်။မြို့သားညိုရေးအစိုးရအနေနဲ့ငလျင်လောက်ခတ်မှုဖြစ်ပြီးပြီးချင်းမှာပဲအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမယ့်အခြေအနေအဖြစ်တတ်မှတ်ပြီး မိမိတို့စုံမထင်းချုံနယ်မြေတွေအတွင်းကငလင်ဘေးဒဏ်တင်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအလျင်အမြန်ဆောင်ရွက်ကြဖို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေတပ်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတွေကိုညွှန်ကြားခဲ့သလိုမြေပြင်မှာရှိကြတဲ့တာဝန်ရှိသူတွေကလည်းအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။တစ်ဆက်တည်းမှာပဲနိုင်ငံတကာအနေနဲ့အကူအညီတွေပေးကြဖို့နဲ့အမှန်တကယ်ထိခိုက်မှုခံစားကြရတဲ့ပြည်သူတွေစီ တရရောက်ရှိနိုင်ရည်နီးလန်းတွေကိုဆောင်ရွက်ကြဖို့လဲသတင်းစကားပေးပြီးဖြစ်ပါတယ်။နေမဆိုင်မဲနဲ့မြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့မြန်မာပြည်သူတွေကိုကူညီကယ်တင်ပေးနေကြတဲ့နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ငလျင်ဘေးဒဏ်ကိုခံနေကြပြီးအရေးပေါ်ကူညီကယ်ဆယ်မှုတွေလိုအပ်နေတဲ့အတွက်မလွဲမရှောင်သာပဲစစ်ကောင်စီနဲ့ဆက်ဆံဆောင်ရွက်ကြတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အပြည့်အဝနားလည်ပါတယ်။ အကြံဖတ်စစ်တပ်ဟာသခိုင်းပါဝင်တော်လိုင်းအင်အားစုတွေနဲ့နှီးဆက်တဲ့ငလင်တန်တဲ့နယ်မြေတွေစီကိုကူညီကယ်ဆယ်ရေးအဖွဲ့တွေမတွားရောက်နိုင်အောင် တားဆီးပိတ်ပင်မှုတွေလှုပ်ဆောင်ရရှိပါတယ်။ဒါကြောင့်လဲကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့စစ်ကောင်စီပို့ဆောင်တဲ့နေရာတွေတွေမဟုတ်ပဲငလင်တန်ခံရပြီးရေးပေါ်ကူညီကယ်ဆယ်ရေးတွေလိုအပ်နေတဲ့သခိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းကနေရာဒေသတွေအထိလဲရောက်ရှိကူညီနိုင်ကြဖို့မြစ်တာရက်ခံလိုသလို့ မျိုးသားညီမျိုးရေးအစိုးရအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့အစဉ်နဲ့ရှိကြောင်းပြောကြားပြရစီငလင်တန်ကြောင့်မန္တလေးအိုးဘိုထောင်ထဲကအဆောက်အဦးချို့ပြိုကျပျက်စီးခဲ့တယ်လို့လည်းသိရပါဗျ။ဒီလိုအခြေအနေမှာမရယာဖန်စီထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နိုင်ငံတော်တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားတွေအားလုံးရဲ့အခြေအနေကိုကျွန်တော်တို့အထူးစိုးရိမ်ကြောင်းပြောလိုပါရစေ။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခြေအနေ စိုးရင်စရာမရှိဘူးဆိုတော့သတင်းအစနာအချို့ကိုရရှိပေမဲ့ဒါဟာလည်းယာနုံးပြစ်တေချာတဲ့ကိစ္စမဟုတ်တာကြောင့်ဒီထက်ပိုပြီးတေချာတဲ့သိရှိရမှုလိုအပ်ပါတယ်။ဒါအပြင်အကြံဖတ်စစ်ကောင်စီကသတင်းမီဒီယာတွေလိုလက်စွာဝင်ရောက်သတင်းရယူပိုင်ခွင့်ကိုလည်းပိတ်ပင်ထားတာတွေ့ရပါတယ်။ဒီလောက်ရဟာမြန်မာနိုင်ငံအတွင်းမှာအမှန်တကယ်ဖြစ်ပျက်နေတဲ့အခြေအနေမှန်တွေကိုနိုင်ငံတကာကမသိစေချင်တာကြောင့်ဖြစ်ပါတယ်။ မျိုးသားညိုရေးအစိုးရအနေနဲ့နေပြည်တော်မှာအမှန်တကယ်ဖြစ်ပျက်နေမှုတွေနဲ့အစိုးရရဲ့ကုညီဆောင်ရွက်နေမှုတွေကိုလူမှုကွန်ရက်စာမျက်နှာ facebook.com/nugmyanmar ကနေစဉ်းစားမပြတ်တင်ဆက်နေသလိုငလျင်သတင်းတွေအတွက်တရား web page တစ်ခုကိုလည်းဖွင့်လှစ်နိုင်မှုဆောင်ရွက်လျက်ရှိပါတယ်ဖွင့်လှစ်ပြီးရင်အသိပေးသွားမှာဖြစ်ပါတယ်သတင်းမီဒီယာတွေအနေနဲ့သတင်းရယူနိုင်ရေးအတွက်မျိုးသားညိုရေးအစိုးရရဲ့သတင်းရုံးအဖွဲ့ email ဖြစ်တဲ့ psd@nugmyanmar.org နဲ့ signal number +1 332240355 7တို့ကို ဆက်သွယ်ဆောင်ရွက်လို့ရကြောင်းအသိပေးလိုပါတယ်။အကြံဖတ်စစ်ကောင်စီဟာလက်ရှိဖြစ်ပျက်နေတဲ့ငလျင်လှုပ်ခတ်မှုတဘာဝဘေးဒဏ်ကိုအခွင့်ကောင်းယူပြီးစစ်ရေးနိုင်ငံရေးအမျက်ထုတ်မှုတွေပြုလုပ်လာနေတာတွေ့ရတဲ့အတွက်ပြည်သူလူထုအနေနဲ့ရောကိုကြီးကယ်ဆယ်ရေးလောက်ကန်ဆောင်ရွက်နေကြတဲ့လူမှုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ရော မိမိတို့ရဲ့လုံခြုံရေးကိုအထူးဂရုပြုကြဖို့လဲအထူးသတိပေးပါစေအကျန်းဖက်စစ်ကောင်စီဟာပြည်သူအာဏာကိုမတရားလုယူထားတဲ့တရားမဝင်အစုအဖွဲ့ဖြစ်တဲ့အပြင်တိုင်းပြည်ကိုကောင်းစွာစီမံအုပ်ချုပ်နိုင်တဲ့အရေးအချင်းလဲမရှိတာကြောင့်အခုလိုသဘာဝဘေးအန္တရာယ်တွေကိုကြုံတွေ့ရတဲ့အခါမှာမြန်မာပြည်သူလူထုဟာထိခိုက်ဆုံးရှုံးမှုတွေပုံများခဲ့ရပါတယ်ပြည်သူအစိုးရဖြစ်တဲ့မြို့သားညီရေးအစိုးရအနေနဲ့ပြည်သူလူထုကိုတိုင်းနိုင်ငံလုံးတိုင်းတာနဲ့ကူညီကယ်ဆယ်နိုင်တဲ့ အသိဉာဏ်ပညာလူဝင်အားနဲ့စီမံခန့်ခွဲနိုင်စွမ်းရှိပေမဲ့စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေတွေထဲကပြည်သူတွေကိုတော့ကူညီနိုင်မှုအခွင့်မတားတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်လည်းအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအတွက်ငလျင်ဘေးတဲ့ဒေသတွေမှာမြို့သားညိုရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်အားလုံးကိုနှစ်ပတ်ကြာရန်နာထားမှာဖြစ်ကြောင်းနဲ့စစ်ကောင်စီထိန်းချုပ်နယ်မြေတွေထဲကမြို့ကြီးတွေမှာ လုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် မြို့သားညို့ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့စီရီယန်ကျွမ်းကျင်ဝန်ထမ်းတွေအနေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလင်းဘေးသင့်ပြည်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ဟာငလင်းလှုပ်ပြီးချိန်တွေမှာပဲရှမ်းပြည်နယ်နောင်ချိုမြို့နယ်၊စကိုင်းတိုင်းချောင်းမြို့နယ်၊ပဲခူးတိုင်းဖြူးမြို့နယ်၊ကချင်ပြည်နယ်ဗမော်နယ် မကွေးတိုင်းစလင်းမြို့နယ်တို့ကကြေးရွာတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာတွေ့ရသလိုစစ်ကြောင်းထိုးတာတွေရွာတွေကိုမီးရှို့တာတွေကိုလည်းမရက်တန့်ခဲ့ပါဘူးဒီလိုလေရင်နဲ့ဘုံကျဲလက်နက်ကြီးနဲ့ပြစ်ရွာတွေကိုမီးရှို့ဆိုတဲ့ကိစ္စရက်တွေဟာငလျင်မလောက်ခတ်ခင်ကတည်းကနေ့စဉ်ရက်ဆက်ပြုလုပ်နေခဲ့တဲ့ကိစ္စရက်တွေဖြစ်ပါတယ်လူ့ခွင့်ဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရအကြံဖက်စေဥစုဟာရသားပြည်သူတွေရှိရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ကျင်းပြုလုပ်ခဲ့ပါတယ်။ဒီငလျင်တန်းကြောင့်ကလေးသူငယ်တွေအပါအဝင်ပြည်သူတွေများစွာတည်ဆုံခဲ့ကြရပါတယ်။ဒီငလျင်မတိုင်ခင်၄နှစ်ကျော်ကာလအတွင်းမှာလဲမဲအောင်လိုင်းဥဆောင်တဲ့အကြံဖက်စစ်တပ်ကြောင့်ပြည်သူ6468ဦးတည်ဆုံခဲ့ရပြီးအဲ့ဒီအထဲမှာကလေးသူငယ်ပေါင်း845ဦး ပါဝင်ခဲ့ပါတယ်ဒီငလျင်တန်တဲ့ပြည်သူတွေဟာလုံလောက်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေကိုမရခဲ့တာကြောင့်တည်ဆုံးမှုတွေပုံမများပြားခဲ့ရပါတယ်ကျမ်းမာစစ်ကောင်စီဟာ2025ခုနှစ် February လအတွင်းမှာရန်ကုန်မြို့နယ်မန္တလေးမြို့တွေမှာရှိကြတဲ့ပုဂ္ဂလိကဆေးရုံစေကန်အများစုကို Cyber Disobedient Movement CDM မှာပါဝင်တဲ့ဆရာဝန်တွေတူနာပြုတွေကိုလက်ခံထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်သိမ်းခဲ့ပါတယ်အခုငလျင်ဘေးဒဏ်တင့်နေတဲ့အချိန်မှာ အကျန်းဖတ်ဆေးဥစုဟာဒီပုဂ္ဂလိကဈေးရုံဈေးကန်းတွေကိုပြန်ဖွင့်ခွင့်မပေးသေးတာကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုများစွာထိခိုက်စေပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်အမှတ်2025မှာပါရှိခဲ့တဲ့ထုတ်ပြန်မှုအရ၄နှစ်တာကာလအတွင်းအကျန်းဖတ်စစ်ကောင်စီဟာကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ်အကျန်းဖတ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးတော့ဈေးရုံဈေးကန်းစုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့ရတာက ကျမ်းမာရေးဝန်ထမ်းပေါင်း139ဦးကိုကျမ်းဖတ်စစ်ကောင်စီကတတ်ဖြတ်ခဲ့ပါတယ်။ဒီအချက်တွေဟာလည်းတဘာဝဘေးရန်တွေကြုံကြရတဲ့အခါမှာလုံလောက်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေမပေးနိုင်ခြင်းရဲ့နောက်ထပ်အကြောင်းရင်းတွေဖြစ်ပါတယ်။ဒီငလျင်တန်းကြောင့်ရင်းချင်းမှုအမွေနှစ်တွေအပါဝင်ဖျားစီတီ150ကျော်နဲ့ပလီ90ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီငလျင်မလောက်ခတ်မီအကျန်းဖတ်စစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှုတွေကြောင့် 2023ခုနှစ်ကနေ2025ခုနှစ်မတ်လအထိဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဇေဒီဘုန်းကြီးကျောင်းတိလရှင်ကျောင်းပေါင်း418ကျောင်းခရစ်ယာန်ဘာသာနဲ့သက်ဆိုင်တဲ့ဖခင်ကျောင်းစုစုပေါင်း159ကျောင်းနဲ့အစ္စလမ်ဝိပုကျောင်း18ကျောင်းနဲ့အခြားဘာသာဝင်ဖခင်ကျောင်း2ကျောင်းတို့ထိခိုက်ပျက်စီးခဲ့ရပါတယ်ဒီငလျင်တန်းကြောင့်ပြည်သူတွေဟာအိုးအိမ်တွေပျက်စီးဆုံးရှုံးကြရပြီးတော့အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ် ဒီငလေမလောက်ခတ်မီ၄နှစ်ကျော်ကာလအတွင်းမှာလဲအကျန်းဖတ်စစ်တပ်ရဲ့မတရားအာဏာသိမ်းယူဖို့ကြိုးစားမှုစစ်ကြောင်းထိုးရွာမီးရှို့လေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုစတဲ့ဖြည့်ဆည်းနှိပ်စက်မှုအတင်းအဓမ္မစစ်သားစုဆောင်မှုတွေကြောင့်မြန်မာနိုင်ငံကလူဦးရေ၃သန်းခွဲဟာနေရက်စွန့်ခွာထွက်ပြေးနေကြရပါတယ်မယောက်လန်ဦးဆောင်တဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ဒီလိုမျိုးစစ်ရာဇဝတ်မှုကျူးလွန်တာတွေလူအစုလိုက်ပြုံလိုက်တတ်ဖြတ်နေတာတွေလူသားမျိုးနွယ်စုပေါ်ရာဇဝတ်မှုကျူးလွန်နေတာတွေ များစွာရှိခဲ့ပြီးတော့ဒါတွေကိုနိုင်ငံတကာကမသိအောင်လိန်ညာဖုံးကွယ်ဖို့စ조사နေတယ်ဆိုတဲ့လောက်ရကိုဒီငလင်ကိုအကြောင်းပြုပြီးနိုင်ငံတကာကပုံမသိရှိနားလည်လာကြလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ကျွန်တော်တို့အနေနဲ့လက်ရှိကြုံတွေ့ခံစားနေကြရတဲ့သဘာဝဘေးအန္တရာယ်ကိုပြည်သူတွေနဲ့အတူလက်တွဲပြီးအကောင်းဆုံးကြော်လွှားသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်ကြီးဆိုးပြီးအစိုးနုံတွေကနေရုံးမထွက်နိုင်ဖြစ်နေရတဲ့တိုင်းပြည်ရဲ့ကံကြမ္မာကို အပီးတိုင်ပြောင်းလဲပြစ်နိုင်မှုပြည်သူ့ຫນွေဦးတော်လန်ရေးရဲ့ရည်မှန်းချက်ရောက်သည့်အထိဆက်လက်ရုန်းကန်စ조사တော်မှာဖြစ်ကြောင်းကတိပြုရင်းအစီအစဉ်ကိုအဆုံးသတ်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ် Let's rebate မြန်မာမြန်မာနိုင်ငံကိုကျွန်တော်တို့တွေအတူတကွပြန်လည်တည်ဆောက်ကြပါမယ်